ဆက်ဆန်းမီးလောင်ပေါက်ကွဲမှုကြောင့်နှစ်နှစ်နီးပါးလောက်မေမျောနေရသူကအခုမှတော့ပြန်တနည်းရလာပြီးတော့စကားပြောနိုင်လာပြီဖြစ်ပါတယ်ဒီသတင်းကိုဒေါ်ရင်မင်ဦးကပေးပို့ထားတာပါ2017ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့ဆက်ဆန်းကိုတောင်မီးလောင်ပေါက်ကွဲမှုကြောင့်နှစ်နှစ်နီးပါးမေမျောနေရကနေလွန်ခဲ့တဲ့ဒီလကသတိပြန်လည်လာခဲ့ပါတယ်အခုခါမှာတော့စကားပြန်ပြောနိုင်တာတလားပဲရှိပါသေးတယ်။ဘယ်လိုဆိုဘယ်လိုဆိုမီးစောပြောတာ။ပြေးပြပြီးတော့ဓမ္မဟောမှာကိုကဆိုဓမ္မဟော 就是漂亮，漂亮。光着我，我比较比较的自信。爱我比较就是漂亮，我奶奶奶奶都说，俺妈漂亮。 သူနဲ့အတူမိငိမ့်တက်ခဲ့တဲ့မိသက်သမား၂ဦးဟာနေရာမှာတင်သေဆုံးခဲ့ပြီးသူကတော့ဆေးရုံပေါ်မှာတနစ်ကျော်နေခဲ့ရပါတယ်။အခုအခါမှာသတိပြန်လည်လာပေမဲ့လမ်းမလျှောက်နိုင်သေးပဲသူ့မိသားစုကပဲပြူးပြူးဆောင်ရှောက်ပေးနေရတာပါ။ဆန်းဆော့စင်တဲ့ကူပဲ။ဆန်းဆော့မရဘူးပြင်းတယ်။ဆန်းဆော့ဝင်မပစားမစူး။ဆေးပြဆေးဆေးဝင်ပြ။ဆေးပေါ်ရတယ်။ မင်းမျောနေတဲ့ကာလတွေမှာလူရှင်တွေရဲ့ထောက်ပံ့မှုကိုတုံးချင်ရခဲ့ပြီးသေကူသားစရိတ်ကျပ်ငွေသိန်း20ဝန်းကျင်လောက်ရခဲ့ပါတယ်။လက်ဘင်းမှာဖြစ်ခဲ့တဲ့ဒဏ်ရာတွေအတွက်ဆေးဆက်ကုသဖို့လိုနေပြီးကုသဖို့စရိတ်အတွက်အခက်အခဲဖြစ်နေတယ်လို့သူ့ရဲ့မိခင်ကပြောပါတယ်။သူလည်းခံစားနေရတော့မခံစားကြဘူးသူကိုယ်ကလည်းသူပြောတယ်ဖြစ်တဲ့ဖြစ်သေးတဲ့သေးသွားတာတမျိုးပေါ့အမေကကုတော့ပေါ့အမေလည်းစိတ်ဆင်းရတယ်သူလည်းခံစားတယ်ပေါ့မိဘဆိုတော့ဘယ်မိဘပဲဒီလိုဖြစ်နေရဆိုတော့ အမြဲတမ်းစိတ်ထဲမှာပေါ့နော်မချမ်းမြေဘူးပေါ့ဒီနေ့ကနော်သူဖြည့်ချင်သူတို့တော့မိပါတော့လုတ်ပေးမှာပဲရုပ်ပေရာပစ္စည်းကိုတော်မီးလောင်ပောက်ကွဲမှုကြောင့်လူ20ကျော်သေဆုံးခဲ့ရပြီးနေအိမ်တွေပျက်စီးခဲ့ရပါတယ်ဒီမီးလောင်ပောက်ကွဲမှုကိုအစိုးရကအေးအေးယူမှုတွေပြုလုပ်မယ်လို့သတင်းထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဘလို့အေးအေးယူမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုတော့အသေးစိတ်မထုတ်ပြန်ခဲ့ပါဘူးကျမရှင်မင်းဟူပါရှင်